ခုဈေးသွားမယ်ဟင်းဝယ်မယ်ဟင်းရောတစ်ခါတလေမှအချက်စားရဲပေါ့နော်ဒါကြောင့်မလို့တစ်ခါလေလေအခုနောက်ပိုင်းမှာချက်စားဖြစ်တော့အချိန်မရလို့မချက်စားဖြစ်တော့အမှန်တော့ဟင်းလည်းမချက်တတ်ဘူးကြက်ဥကြော်ကော်ပီပြောဘလောက်ပဲတတ်ပါတယ်ဒီနေ့က Thursday ဖြစ်တဲ့အတွက်တန်းနေမရှိလို့အပြင်လေးထွက်ပြီးတော့ထိုင်းနိုင်ငံဘန်ကောက်မြို့တနေရမှာရှိတဲ့ဈေးကိုရှောက်ကြည့်ပါမယ်။ကွန်ဒိုရှိမှာအထိုင်ချတဲ့ဆိုင်ကယ်ကယ်ရီသမားတွေက ကိုထွက်လာရင်ဘယ်သွားမလဲဆိုတော့သူတို့ကသိနေကြတယ်ဘာမှပြောစရာမလိုဘူးပေါ့ဈေးလည်းဆက်စရာမလိုဘူးပုံမှန်15ဘတ်ပဲပေးရတယ်ဆိုင်ကယ်ပေါ်ခွာလိုက်ရုံပဲ Okay yes တို့ကနေ7မိနစ်လောက်သွားရင်ဈေးကိုရောက်ပါတယ်။တူးကြတာက time ကဆိုင်ကယ်ကယ်ဒီမားတိုင်းလိုလိုအင်ကြီးလက်ရှိအမြဲဝတ်တောင်တွေ့ရတယ်။အသားမဲမှာဆိုလို့ထင်တာပဲ မျက်နှာအစာအကုန်အဝတ်နဲ့အုပ်ထားတာပြီးတော့ဒီလိုမျိုးတဲ့လမ်းတွေတော်တော်များများအမှိုက်တိတ်မတွေ့ရပဲနဲ့တန့်နေတာကိုတော့တွေ့ရတယ် သွားချင်ရင်ဆိုင်ကယ်ကယ်ရီစီးသွားတာပိုအဆင်ပြေတယ်ဒီမှာလေတန်ရှိသမားတွေကမခိုမကပ်ဖဲနဲ့အလုပ်တွေလုပ်နေကြတာတွေ့ရပါတယ်။ ဆိုင်ငယ်ကလေးသမားတွေကလည်းသူ့အလှဲ့နဲ့သူဖတ်ပြီးတော့သူ့လူငါလူဆိုပြီးတော့လူရက်နေကြတာမျိုးလုံးဝမတွေ့ရအောင်ဒါကဆောင်းထောင်လို့ခေါ်တဲ့ခုံတန်းနှစ်ခုပါတဲ့နိုင်ငါလေးတွေထိုင်းမှာဆိုနေရာတော်တော်များများမှာလမ်းဘေးတွေမှာပေါ့နော်ထီဆိုင်တွေကိုအများကြီးတွေ့ရတယ်။သူတို့လူမျိုးတွေကထီအရန်ထိုးကြတယ်။မြမာတွေတောင်မှထိုင်းထီထိုးတဲ့တွေအများကြီးပဲ။ လမ်းဘေးတွေမှာလည်း ATM ငွေထုတ်ဆက်တွေအများကြီးရှိတယ်။ဒါကကုန်ကြောင်အများစုရောင်းတဲ့စိုင်တန်းတွေဘက်ကိုဝင်လိုက်ပါ။ခင်းတွေကအစပလတ်စတစ်နဲ့ဖောင်းဖောင်းလေးထုတ်ပြီးတော့တက်တက်ရက်ရက်ရောင်းနေကြတာကိုတွေ့ရ။မြန်မာပြည်မှာလို့ဈေးဝယ်လာမှဟင်းကိုပါဆက်ထုတ်ပေးတာမျိုးမဟုတ်ဘူးပေါ့။ နာအခုမြန်မာတွေရောင်းတဲ့ဒီဝယ်နေကြကုန်ကြောက်ဆိုင်လေးကိုဝင်ပါမယ်မြန်မာဆိုင်လို့မပြောရဘူးဝိုင်းစုခိုင်တဲ့ချင်းဖွင့်လာတာစီကဒီဘူးဆိုင်ဆိုရင်80ဘတ်လောက်ဆိုတော့မြန်မာငွေ900လောက်တော့ရှိပြီပေါ့နော်တခြားကဈေးနှုန်းမမေ့ခဲ့ရဘူးမေ့သွားတယ်တခြားပါတခြားလိုပါလေအကုန်လုံး မြမပြည်ကအချင်တုပ်တွေဇီးတုပ်တွေဟာစာဝယ်လို့ရတယ်သွားလိုက်စေးရလဲအကုန်တော့မှာဆိုတော့သွားလိုက်စေးလေးဝယ်လိုက်တယ်ဟုတ်ပါ trên sập tông thì sẽ nhập uh, ừ, à cả các công giáo tùy dòng này sử dụng gì vậy Cool guy. သားငားတွေတန်းသီးလိမ္မော်သီးတွေအများစုရောင်းတဲ့ဈေးရုံဘက်ကိုသွားမယ် ွားလေးကလေးလုံးလောက်ပါတဲ့တထုပ်ကို7ဘတ်မှဝင်ဆိုရင်1300လောက်ပေးရမြို့တီးတထုပ်လည်း7ဘတ်ပဲဒီလိုမျိုးအသေးနံတွေဆိုရင်အများစုက7ဘတ်တန်အထုပ်လေးတွေပေါ့နော်ထုပ်ထုပ်ပြီးတော့ရောင်းကြတယ်ဝေရှင်စရာကောင်းတာပေါ့ How much? Oh yeah. Okay, thank you. Okay. Which time should we? Um, ဒါကပုံစံကျန်းဖြစ်ပါတယ်။ညနေခင်းအချိန်ဆိုရင်ဈေးတွေကတော်တော်စီးတယ်။အခုကနေခင်းအချိန်ဆိုတော့အများကြီးရှိသေးတယ်။ သားငါကအစပဇွန်တုတ်အဆုံးလှနေအောင်စီပြီးတော့ရောင်းချကြတယ်ထူးခြားတာကရင်ကောင်တွေမတွေ့ရဘူးပေါ့နော်နန်းအသက်တွေအရန်နန်းစော်နေတာမျိုးမရှိဘူးထိုင်းစကားမတက်လဲဈေးနှုန်းတွေကတ်ထားတဲ့အတွက်မဝယ်တတ်မှမပူရဘူး ကအချိုးပွဲမုံတန်းရောင်းတဲ့ဘက်ဖြစ်ပ 好吧。嗯嗯 <noise> डी एन डी रे डी एन डी रे अच्छा ဲသီးတွေကအစပလတ်စတစ်အချီလေးတွေစုပ်ပြီးတော့လှနေအောင်ရောင်းကြတယ် ါကတုတ်တုတ်လို့ခေါ်တဲ့သုံးဘိန်းဆိုင်ကယ်ပေါ့ထိုင်းနိုင်ငံရဲ့ iconic သင်္ကေတတစ်ခုပေါ့နော်ခီးရိုတွေတက်ဆိုရင်နှာစီလို့ရတယ်ထိုင်းလိုမပြောတတ်ရင်တော့ဈေးကြီးနိုင်တယ် 臭，无人为计啊。 Thank you ဒါပါပဲဈေးဝယ်ရတာကိုယူချင်တာကောက်ယူလိုက်ရုံပဲဈေးနှုန်းတွေရေးထားတော့အရန်လွယ်တယ်ဝယ်ရတာဒါကဝယ်နေကြမြန်မာဟင်းဆိုင်လေးပါဒီဆိုင်မှာပဲဒယ်လီမှာစားတယ်ဟုတ်ပါဘူး။ဝါဝတ်တလုံးလား။ရှင်းစားလား။ဟုတ်တယ်။ဟုတ်ကဲ့။ဆက်စပ်နော်။ဘာလို့ဝတ်တလုံးပြတာလဲ။အော်လေ။ဝတ်တလုံးပြတာ။ ဖွေဟာကြည့်ပြဒုပါဈေးဝယ်တာဒါပါပဲတရချားနှစ်ရချားတစ်ခါခေါ်ရတယ်ဒါပေမဲ့အခုနောက်ပိုင်းဆိုရင်ဒယ်လီနဲ့မှားလိုက်တာပေါ့နော်အင်းရစပေါ့အတိရွက်တွေပါတယ်ပြည်သူတို့ပန်းသီးတို့ကောက်ဝယ်ခြင်းနဲ့ဆိုရင်တော့ ကိုကသူအပြင်ထွက်လိုက်တာပဲပေါ့နော်ဖင်းမဲမှာမယ်ဆိုရင်ဒီတိုင်းမဲ့ဒယ်လီနဲ့မှာလိုက်တယ်ပေါ့နော်အပြင်မထွက်ချင်တော့အကောကိုအိမ်မှာလှုပ်ရှားရှိတာပဲလှုပ်လိုက်တယ်။တကယ်လို့အသီးရွက်တွေထမောင်ရွက်တို့ဘာလို့ပေါ့နော်။စပြစ်သီးတို့ပန်းသီးတို့အဲ့လိုမျိုးတွေထွက်ဝဲနေတယ်ဆိုရင်တော့အပြင်ထွက်ဝဲလိုက်တာပဲ။ဒီနေ့ဆိုရင်အားရတယ်ပေါ့နော်။အဲ Thursday ကြာသား break ဆိုတော့အားရတဲ့အတွက်ပြန်ထွက်ဝဲလိုက်ပါလေ။ Okay so let's go အပြန်မာလဲ motorcycle taxi သမားတွေကစီးနေကြဆိုတော့ကို့ကိုမြင်တာနဲ့ဆိုင်ကယ်အရန်နဲ့ပြင်ထားကြတယ်သူတို့က auto သိနေပြီပေါ့နော်ဘယ်လိုသွားမလဲဘယ်လိုသွားမလဲဆိုတာဘာမှမပြောပဲကောက်ခွာလိုက်ရုံပဲ okay yes မကြခင်မှာလည်းတခြားနိုင်ငံတွေရဲ့ယဉ်ကျေးမှုတွေတဘာဝတွေကိုစပင်းစီးပြီးတော့ခရီးထွက်ရင်းနဲ့ရရှိမဲ့ Adventure Sansan Blog Video တွေကို YouTube မှာဆက်မပြတ်ထင်ပေးသွားမှာမလို့ YouTube Channel လေးကို Subscribe လုပ်ထားကြပါဦးเนาะ Okay. Thank you.